မင်္ဂလာပါအခုတငယ်ချင်းမိတ်ဆွေတို့ကိုကျွန်တော်ထပ်ပြီးများဝေပေးချင်တာကကိုယ့်ရဲ့ Facebook profile ဒါမှမဟုတ်ရင် ကိုယ့်ရဲ့ Facebook စာမျက်နှာမှာဒီမှာဒီလိုအစိမ်းရောင်ပေါ်နေတယ်ဆိုရင်ကျွန်တော်တို့ဝင်ငွေရအောင်ဗာဆက်လို့ရမှာလဲဆိုတာကျွန်တော်ဒီနေ့အများဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ Facebook app တစ်ခုအရင်ဝင်လိုက်ပါမယ်ကျွန်တော်တို့ Facebook app တစ်ခုဝင်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ profile ဓမ္မမဟုတ်ရင်ကိုယ့်ရဲ့စာမျက်နှာကိုဝင်ထားပြဖို့လိုအပ်ပါတယ် ပြီးရင်ကိုယ့်ရဲ့စာမျက်နှာကိုတစ်ချက်ထိနှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်အောင်နာလေးမှာလုပ်ငန်းသုံး dashboard ကိုတစ်ချက်ထိနှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်အပေါ်နာလေးမှာဝီငွေခြာချင်းဆိုတဲ့ဟာကိုတစ်ချက်ထိနှိပ်ပေးလိုက်ပါနေပြီးတော့ပြီဆိုရင်ဒီလိုပေါ်လာပြီဆိုရင် ကျွန်တော်တို့ဝင်ဝင်ချလို့ရတဲ့နေရာပဲဖြစ်ပါတယ်အခု Facebook နောက်ပိုင်းမှာက content monetization ဆိုပြီးတော့မှာ ပေါ်လာပါတယ်အရင်ကဆိုရင် instrin အရင် re တွေ bonnet တွေဆိုပြီးတော့မှတက်တက်ပေးပါတယ်ခုနောက်ပိုင်းမှာက content monetization ဆိုပြီးတော့မှတခုစုပြီးတော့မှပေးတာ ဖြစ်ပါတယ်အဲ့ဒီဟာကို ပွင့်ဖို့ကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုတာကနေ့စဉ်ပုံမှန်စာတွေပုံတွေရုပ်တံတွေ re တွေ story တွေများများတင်ပေးပါ သူများရဲ့ရုပ်တံတွေသူများရဲ့အပုံတွေ သူများရဲ့အဥ္စာကိုယူတင်လို့ရမှာမဟုတ်ပါဘူးကိုတိုင်းကိုကြဖန်တီးထားတဲ့အပုံတွေ ရုပ်တံတွေတင်မှ content monetization ဆိုပြီးပွင့်လာမှာဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေ